အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာဘုသူတာပြည့်မြဝေဆွေးနွေးပေးကြတာကတော့4 Ranger ကားတစ်စီးမှဂျုံတွေးခဲ့ရတဲ့ Step Motor ရဲ့ပြည့်ချက်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုသူတာပြည့်မြဝေဆွေးနွေးပေးခြင်းပါတယ်ဒီကားလေးကတော့ Auto Service အနေနဲ့သွားပြီးတော့မှ engine နှိုးပေးခဲ့ရတဲ့ကားလေးဖြစ်ပါတယ်ဖြစ်တဲ့ပြဿနာကတော့ ကားကကိစ္စတစ်ခုကြောင့်အင်ဂျင်ရက်ပြီးတော့မှပြန်နှိုးတဲ့အခါမှာနှိုးလို့လုံးဝမရဘူးပေါ့နော်စတက်မော်တာလေးတန်းလုံးဝမကြားတဲ့အတွက်ဝက်ရှော့ကိုဖုန်းဆက်လို့အော်တိုဆာဗစ်အနေနဲ့သွားလုပ်ပေးရတဲ့ကားဖြစ်ပါတယ်အဲ့တော့ကားစီရောက်သွားတဲ့အခါမှာစတက်ဆွဲကြည့်လိုက်တယ်စတက်ဆွဲကြည့်တဲ့အခါမှာမော်တာလေးတန်းမကြားရဘူးအဲ့ဒါနဲ့ပဲစတက်မော်တာကိုတန်ချောင်းနဲ့သုံးလေးချက်လောက်ခောက်ကြည့်လိုက်တယ်ခောက်ပြီးတော့ပြန်နှိုးလိုက်တဲ့အခါမှာဒါဝီးပဲနှိုးသွားတယ်ပေါ့နော်အဲ့လိုမျိုးနှိုးသွားတဲ့အတွက်ဒါဆိုလို့ရှိရင်တော့စတက်မော်တာနဲ့ပတ်သက်ပြီးတော့ ပြစ်ချက်ဖြစ်တယ်လို့ယူဆတယ်အဲ့တော့ကျွန်တော်တို့ကားတွေလုံးဝနှိုးမရဘူးဆိုလို့ရှိရင် မော်တာလေတံမကြရအောင်ဆိုရင် မော်တာကိုတန်ကြောင်းနဲ့နည်းနည်းလေးခောက်ကြည့်လိုက်ပေါ့တစ်ခါကျလို့ရှိရင်မော်တာရဲ့အထဲမှာရှိနေတဲ့ ကာဗွန်တွေတူနေတာတို့ကာဗွန်ကအမှုန်တွေထွက်ပြီးတော့မော်တာမလဲတာမျိုးတွေနောက်ဆူလိုနိုက်တွေကက်နေတာမျိုးတွေဒီလိုပြဿနာမျိုးတွေကကြုံတွေ့တတ်ပါတယ်အဲ့တော့တန်ချောင်းလေးနဲ့ခောက်ပြီးတော့နှိုးကြည့်စေချင်ပါတယ်အဲ့တော့ဒီကားကတော့စတက်မော်တာကိုစစ်ဆေးရမှာဖြစ်တဲ့အတွက်ဝက်ရှော့ကိုမောင်းလာပြီးတော့မှစတက်မော်တာကိုဖြုတ်ပြီးတော့စစ်ဆေးတယ်ပေါ့နော်အဲ့တော့ကားပိုင်ရှင်ကိုတော့စတက်မော်တာကိုဖြုတ်ပြီးတော့စစ်ဆေးရမယ်ဆိုတဲ့အကြောင်းကိုသေချာရှင်းပြပြီးတော့စတက်မော်တာကိုဖြုတ်လိုက်ကြပါတယ်အဲ့တော့မိတ်ဆွေတို့ကိုဒီပိုင်းနဲ့ပတ်သက်ပြီးတော့ အဲဒီမရှင်းပြခင်မှာဗောနော step motor တလုံးရဲ့လုံးလုံးပုံလေးကိုဗီဒီယိုဖိုင်လေးနဲ့အသေးစိတ်လေးမျှဝေပေးခြင်းပါတယ်ဒီ animation ဗီဒီယိုလေးကတော့တော်တော်လေးအဆင်ပြေပါတယ်အဲ့တော့ကျွန်တော်တို့ဒီဒီပေါ့နော် engine တလုံးနှိုးဖို့အတွက်ဆိုလို့ရှိရင် step motor ရဲ့ရှေ့မှာရှိနေတဲ့ pinion လေးက fly wheel မှာလာပြီးတော့ချိန်တဲ့ချိန်ပြီးတော့နှိုးတယ်ဒီလိုပုံစံမျိုးလေးနှိုးတယ်ပေါ့ဗျာအဲ့မှာ step motor မှာဆိုလို့ရှိရင် အပိုင်းက၃ပိုင်းရှိမယ်သူ့မှာဆိုလို့ရှိရင် ဒီပင်နီယံလေးကရှေ့ကိုထွက်ပြီးတော့လေဖို့အတွက်ကသူ့မှာကျွန်တော် clap ဆိုပြီးတော့ပါမယ် motor ဘိုင်းပါမယ် screw nine ဘိုင်းပါမယ်အဲ့တော့ screw nine နဲ့ motor ကတော့ quai နေပတ်ထားတာပေါ့ဗျာပြီးတော့ clap မှာကျွန်တော် gua တောက်လေးနဲ့အဲ့ဒီ screw nine အလုံးလုံးတဲ့အခါမှာ gua တောက်လေးနဲ့တွန်းထုတ်ပြီးတော့ပင်နီယံလေးက flying me မှာသွားပြီးတော့ချိန်တယ်အဲ့တော့ screw nine လုံးလုံးလို့ရှိရင် motor ကိုပေးတဲ့လျက်စစ်က screw nine မှာ point ရှိတယ်အဲ့အတွက်အဲ့ဒီ point ကပ်ဖို့အတွက် screw nine အလုံးလုံးမှာရမယ်အဲ့တော့ကျွန်တော်တို့က စတက်ဆွဲလိုက်ပြီးတော်လှဲလိုက်ပြီးဆိုတာနဲ့ဘက်ထရီရဲ့အားကဆူလိုက်ကြီးရောက်မယ်ဆူလိုက်ကြီးရောက်တဲ့အခါမှာ तू က main ကျိုးအနေနဲ့ဘက်ထရီနဲ့တိုက်ရိုက်ဆက်ထားတာတစ်ခုရှိတယ်ဂျာမာတော့ကျူစပဲလင်းတော့ပါမှာပေါ့ဗျာအဲ့ဒီမှာစတက်လှဲလိုက်ပြီးဆိုတာနဲ့ဆူလိုက်မှာဆူလိုက်ရဲ့အထဲထဲမှာရှိနေတဲ့ coin ကနှစ်ခုရှိတယ်အဲ့ coin နှစ်ခုကလလုတ်သွားတယ်လလုတ်သွားပြီးတော့ဆူလိုက်ကိုဆွဲလိုက်တယ်ဆွဲလိုက်လို့ရှိရင် तू က plancher လေးက point တစ်ခုကိုသွားကတ်တဲ့အတွက် motor ကို battery ရဲ့ power ကရောက်ပြီးတော့ motor လေသွားတယ်။အဲ့တော့ motor လေသွားတယ်ဆိုလို့ရှိရင်အဲ့ဒီ motor လေဖို့အတွက် motor ရဲ့ဖင်ဘက်ချမ်းပေါ့ဗျာနောက်ဖက်ချမ်းမှာဆိုရင်မရှိမလဲဆိုတော့ carbon တွေရှိမယ်။အဲ့ဒီ carbon ကနေပြီးတော့ motor လေဖို့အတွက်ပေးလိုက်တယ်ပေါ့ဗျာ။အဲ့လိုလျှက်စစ်ပေးလိုက်တဲ့အတွက် motor ကလေသွားတာ ဖြစ်ပါတယ်เนาะအဲ့တော့ဒါက step motor တစ်လုံးရဲ့ ဲဒီအတွင်းထဲမှာအလုံးလုံးနေတဲ့ပုံစံမျိုးပါအဲ့တော့ဒီမော်တာအလုံးလုံးဖို့အတွက်ဆိုလို့ရှိရင်ကာဗွန်ကလည်းကောင်းဖို့လိုအပ်တယ်နောက်သူ့မှာဆိုလို့ရှိရင်အဲကြီးဘရက်ဒီပါမယ်ပေါ့ဗျာအဲ့ဒါလေးကလည်းကောင်းရမယ်နောက်တစ်ချက်ကဆိုလို့နိုင်ဆိုလို့နိုင်ကောင်းဖို့လိုအပ်တယ်ဆိုလို့နိုင်ကောင်းမှသာ ပလန်ချာကိုဆွဲမှာဆွဲတဲ့အခါမှာပင်ယံကိုသူကကွားထောင်းနဲ့ရှေ့ကိုတွန်းထုတ်မယ်။အဲဒီတော့ပင်ယံကိုတွန်းထုတ်မယ်ဆိုတဲ့အနေအထားမျိုးမှာဒီမော်တာကလဲတဲ့အားကပင်ယံကိုလည်းရောက်မယ်။အဲဒီပင်ယံကနေပြီးတော့မှဖလိုင်းဝီးကိုသွားချိတ်တာ။အဲတော့ဖလိုင်းဝီးကိုသွားချိတ်တဲ့အခါမှာပင်ယံကတော့အကျဉ်းမြင့်များသူက73သွား74သွားလောက်ရှိမယ်။ဖလိုင်းဝီးကကျတော့150လောက်ရှိမယ်ပေါ့။အဲတော့သူ့ရဲ့အဲအရေအတွက်ကကျတော့ပြောမယ်ဆိုလို့ပင်ယံ10သွားဖလိုင်းဝီးက150ဆိုလို့ရှိရင်သူက15စ။ဒီမော်တာ အဲ15ဘက်လေမှာ flyme ကတပတ်လေတယ်အဲ့တော့ဘာကြောင့်ဒီလိုမျိုးလုပ်တာလဲဆိုတော့ယုံအားပေါ့ဝင်ယုံအားကိုပဲအဓိကမြင့်တင်ပေးထားတယ်အဲ့တော့သူ့ရဲ့ motor တစ်လုံးရဲ့ယုံအားကအရင်ပြင်းတယ်ဒါကြောင့်ပေါ့နော် motor တွေကိုဆန်းတဲ့အခါမှာ ေချာစနစ်တကျနဲ့ငြိမ်ညောင်ဆန်းဖို့လိုအပ်တယ်။မီးခတ်တာတော့ပါဆိုရင် short ဖြစ်တတ်တယ်။နောက်တစ်ချက်ကမော်တာကလေပြီးဆိုတာနဲ့ခုန်နေပေါ့နော်။ခုန်တဲ့အတွက်မော်တာတွေကိုဆန်းတဲ့အခါမှာတေချာဂယူဆိုင်စီခြင်းနဲ့မော်တာရဲ့အတွင်းထဲမှာ planetary gear unit ကိုထည့်သွင်းထားတယ်။ထည့်သွင်းထားတဲ့အတွက်ဒီမော်တာတလုံးအလုံးလုံးတယ်ဆိုလို့ရှိရင် မော်တာကပေါ့ပြောမယ်ဆိုရင်များဒီပင်နီယယ်လေးက15ဘက်လေမှာ flying gear တစ်ဘက်လေတာမှန်တယ်ဒါပေမဲ့ဒီမော်တာအလုံးက15ဘက်လေတာတော့မဟုတ်ဘူးသူကပူပြီးတော့လေရသေးတယ်ဒီ planetary media unit နဲ့အဲကျွန်တော်ဒီပင်နယံရဲ့ဂျာထဲမှာလည်း ဒီလေးစားတစားတို့ငါးစားတစားတို့သုံးစားတစားတို့ရှော့ထားသေးတယ်ဆိုတာကတော့မော်တာအလုံးသီးသီးလေးနဲ့အင်ဂျင်အကြီးကိုနှိုးနိုင်ဖို့အတွက်ဝင်ယုံအားကို top ကိုသူကတင်ပေးထားတာဖြစ်တယ်ဗောနော်ဒါကတော့မော်တာတစ်လုံးရဲ့အဲလှုပ်လှုပ်တဲ့ပုံစံလေးကို animation လေးနဲ့ရှင်းပြပြီးတာဖြစ်တယ်အဲ့တော့ဒါကကြတော့တော်တော်လေးကိုရိုးရှင်းတဲ့ animation လေးဖြစ်တဲ့အတွက်ဒါမိတ်ဆွေတို့ကိုဒီ video file မှာထည့်သွင်းပြီးတော့ရှင်းပြပြီးတာဖြစ်ပါတယ်เนาะအဲ့တော့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ အဲ4 ranger မှာဂျုံတွေ့ရတဲ့ပြစ်ချက်လေးကို ပြန်ဆက်ကြည့်ရအောင်မနော်အဲ့တော့4 ranger မှာကျတော့ကျွန်တော်မော်တာကိုဖြုတ်ချလိုက်တယ်ဒါပေမဲ့ဒီကားကအရင်တော့ကမော်တာနဲ့ပတ်သက်ပြီးတော့စစ်ဆေးပြုပြင်ထားတာကိုလှုပ်ထားတယ်ဆိုတော့နိုင်မှာသူက ဒီတော့ဂျိုးကိုပေါ့နော် သူကလုံးဝကိုဗျာအဲပြောမယ်ဆိုလို့ရှိရင် အသေးကြီးဒီဆော့ကက်နဲ့တော့မဟုတ်တော့ဘူးအသေးကိုကော်လောင်းထားတဲ့ပုံစံမျိုးဖြစ်နေတယ်ပြောမယ်ဆိုတော့နောက်တစ်ခါထပ်ဖြစ်တယ်ဆိုလို့ရှိရင်အလုံးလိုက်လဲရမယ်ဆိုတဲ့အနေအထားမျိုးပေါ့ဘယ်လိုပဲဖြစ်ပေါ့ကျွန်တော်တို့ဒီမော်တာကိုခွဲချမ်းစိတ်ဖြာကြည့်လိုက်တယ်ဆလိုနိုက်ကတော့ဘာမှလုပ်လို့မရတော့ဆလိုနိုက်ကိုဒိုင်းလေးပဲဖြုတ်လိုက်တယ်မော်တာကိုခွဲချမ်းစိတ်ဖြာကြည့်လိုက်တဲ့အခါကျတော့ဘာတွေတွေ့ရလဲဆိုတော့ဒီအမေချာမှာပါတဲ့ကွန်မြူနီတာမှာဆလိုရှိရင်လည်းအစင်းရတော်တော်လေးများနေတာကိုတွေ့ရတယ်ကာဗွန်တွေဆလိုရှိရင်လည်းအစင်းရတွေက တီးတတာလေးကိုညားနေတာကိုတွေ့ရတယ်။နောက်ဒီ free quiet မှာဆိုလို့ရှိရင်လည်းအမှုန်လေးအများကြီးပဲကတ်နေတာပေါ့ဗျာနော်။အဲ့တော့ဒီဟာကပြောမယ်ဆိုရင်တော့ မော်တာအလုံးလိုက်လဲမကိုရမယ်အနေအထားမျိုးဖြစ်သွားပြီဒါပေမဲ့ရေဒိုပေါ့ခဏတာအသုံးပြုလို့ရအောင်ဆိုပြီးတော့အထဲထဲမှာရှိနေတဲ့အပိုင်းတွေအကုန်လုံးကိုကျွန်တော်စီကြောတန်းစင်ပေးလိုက်တယ်ကာဗွန်တိုတာလည်းလောလောဆယ်ကတော့ဘာမှလုပ်လို့မရသေးတဲ့အတွက်ဒီဒီမော်တာနဲ့ပတ်သက်ပြီးတော့ပစ္စည်းတွေကလည်းနည်းနည်းရှားတဲ့အတွက်ပေါ့နော်အလုံးလိုက်ကပို့ပြီးတော့အဆင်ပြေမယ်အတောင်ပြင်မယ်ဆိုလို့ရှိရင်ကုန်စရိုက်ကများအောင်ပါအဲ့ဒါနဲ့ပဲအလုံးလိုက်ကိုမှာပြီးတော့ဒီမော်တာကိုပဲလောလောဆယ်လက်ဘူးပြန်တိုက်တာပေါ့လက်ဘူးတိုက်တယ်ဆိုတာထက်ပေါ့ဗျာအဲထဲမှာရှိနေတဲ့အမှုံ ံတွေပေါ့ကာဗွန်မှုံတွေအကုန်လုံးကိုတန်ရှင်းရေးလုပ်တယ်လိုအပ်တဲ့စီလေးတွေနည်းနည်းပြန် ပြီးတော့အဲထည့်ပေးလိုက်တယ်အဲပြီးတော့ကျွန်တော်ပြန်ပြီးတော့မော်တာကိုပြန်လုံးတယ်လုံးပြီးသွားတော့ကားမပြန်ပြီးတက်ဆင်တယ်ပြန်ပြီးတော့နှုတ်ကြည့်လိုက်တဲ့အခါမှာပြန်ပြီးတော့အဆင်ပြေသွားပါတယ်နော်အဲ့လိုမျိုးဆိုတော့ဒီခါလီမှာကတော့လက်ဘူးတိုင်ရတဲ့အနေထားမျိုးပေါ့ဗျာပစ္စည်းကလည်းသူနဲ့ပတ်သက်တဲ့စပြဘက်ပစ္စည်းတွေမရှိတဲ့အခါမှာတစားစီတော့အကုန်လုံးခွဲကြမ်းစိတ်ဖြာလိုက်တယ်ခွဲကြမ်းစိတ်ဖြာပြီးတော့မှပဲအဲသူ့ရဲ့အထက်ထဲမှာရှိနေတဲ့ အမုံလေးကိုတေချာစီကြောတန်းစင်တယ်ပြီးတော့လွယ်တဲ့နေရာလေးဒီမှာစီလေးတွေပြန်ထည့်ပေါ့နော်ထည့်ပြီးတော့မှပြန်လုံးတဲ့အနေအထားမျိုးပေါ့အဲ့တော့ဒါပေမဲ့ကျွန်တော်တို့အနေနဲ့စကားတော့ကြူခံရတာပေါ့နော်ကာပိုင်ရှင်ကိုတော့တေချာရှင်းပြထားတယ်ဒီကားနဲ့ပတ်သက်ပြီးတော့ပေါ့နော်နောက်တစ်ခါထပ်ပြီးတော့မှမော်တာကမလဲတော့ဘူးဆိုလို့ရှိရင်တော့မဖြစ်မနေအလုံးလိုက်က အဲဒီချက်ချင်းကိုလဲမရမယ့်အနေအထားမျိုးပစ္စည်းကတော့မှားထားလိုက်တယ်ဘယ်လိုပဲဖြစ်ဖြစ်အိတ်မကြခင်ပေါ့နော်ဒီသူ့ရဲ့ပစ္စည်းဟောင်းရပြီဆိုတာနဲ့မော်တာကိုပြန်ပြီးတော့အသစ်ပြန်ချိမ့်မယ်အသစ်တော့မဟုတ်ပေါ့နော်ဟိုပြောမယ်ဆိုတော့အကြပေါ့စကန်ပေါ့ဗျာနော်အသစ်ကတော့ဈေးရလဲကိုရင်ဂျာတွေမှာဆိုလို့ရှိရင်တော့အသစ်ကလည်းတော်တော်လေးများတယ်ဗျာအဲ့တော့ engine အတွက်ကဒီ step motor တွေကလည်းမရှိလို့မရအောင် manual gear ကားဆိုရင်တော့ဗျာလေလေကူကူကတော့နည်းနည်းတွန်းထိုးလို့ရအောင်မယ် auto gear ကားဆိုရင်တော့တွန်းထိုးလို့လည်းဘလုံးဝမရတဲ့အတွက်အဲတော်တော်လေးဒုက္ခရောက် ပါတယ်เนาะအဲ့တော့ဘလိုလဲဒီမင်းလေးကြီးကတွန်းလို့ရနေနေပေါ့เนาะဒါကြီးကိုအမြဲတမ်းကြီးတွန်းလို့နေဖို့ကြတော့လေအဆင်ပြေမှာမဟုတ်ပါဘူးဒါကတော့ကျွန်တော် step motor ဘလိုရဲ့ဒီပါတဲ့အပိုင်းပေါ့အဲ့တော့ကျွန်တော်တို့နေနဲ့ အင်ဂျင်ပေါ့ဒီမှာပေါ့ဗျာလုံးမရဘူးပေါ့အင်ဂျင်လုံးရခက်နေတယ်စတမော်တာတွေကောင်းချောက်ဒါလည်းကြီးဆွဲနေတာချက်ကျောင်းအနေနဲ့ဘာကြောင့်ဖြစ်လဲဆိုတဲ့ feature ကိုရှာကြည့်ရင်လည်းဘာကြောင့်လဲဆိုတော့ step motor ရဲ့အဲဒီမှာရှိတဲ့ carbon နဲ့ပူသွားနေတဲ့စိုနိုက်ကြီးလောင်သွားနိုင်တဲ့အဲလိုမျိုးတွေအကြောင်းပေါ့နော် step motor ရဲ့တက်တန်းရှိအောင်အဲကျွန်တော်အနေနဲ့တောင်းလျှောက် engine နှိုးတာမျိုးကတော့ရှောင်ကျင်စီခြင်းပါတယ်ဒါအပြင်ဒီကားမှာဆိုလို့ရှိရင်တော့ ဘက်ထရီခေါင်းမှာဆိုလို့ရှိရင်လည်းစားတွေပေါက်နေတယ်အဲ့အတွက်ကျွန်တော်တို့ဘက်ထရီခေါင်းကိုပေါ့နော်ဘက်ထရီခေါင်းကိုဖြုတ်လိုက်တယ်ဖြုတ်ပြီးတော့မှယူနေဘူးတွေကိုထည့်ပြီးတော့စိန်လိုက်တယ်အထဲမှာရှိတဲ့စားတွေအကုန်လုံးပျော်ကျသွားတယ်ပေါ့နော်အဲ့တော့ဘက်ထရီခေါင်းတွေစားပေါက်တယ်ဆိုရင်ရင်ွေးလောင်းလို့ရတယ်ပြီးတော့ရင်ွေးတွေကိုထည့်ပြီးတော့စိန်လို့ရပါတယ်နော်ဒါဆိုရင် စားတွေကပျော်ကျသွားမှာဖြစ်ပါတယ်ပေါ့နော်ဒါကတော့ဖို့ရင်ဂျာမှာဂျုံတွေးရတဲ့စတက်မော်တာနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘယ်သူသားဖြစ်မျှဝေဆွေးနွေးကြတာဖြစ်ပါတယ်အားပေးတဲ့တယောက်ကြီးဒီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ